ဗြိတိန်နိုင်ငံရဲ့ဒုက္ခသည်များဆိုင်ရာမူဝါဒအပြောင်းအလဲနဲ့ပတ်သက်လို့ပြည်ထောင်စုဝန်ကြီးရှာဘာနာမာမုဒ်ကမနေ့ပြန်နိုဝင်ဘာလ18ရက်နေ့မှာကြေညာဖို့ရှိပါတယ်။တရားမဝင်ဝင်ရောက်ရွှေ့ပြောင်းနေထိုင်သူတွေကတိုင်းပြည်အစိတ်စိတ်အမွာမွာဖြစ်အောင်လုပ်နေကြတာကြောင့်အစိုးရအနေနဲ့ဒုက္ခသည်တွေနဲ့ဆိုင်တဲ့ policy ကိုပြောင်းလဲချမှတ်ရခြင်းဖြစ်ကြောင်း BBC သတင်းဌာနနဲ့မေးမြန်းကမှဝန်ကြီးမာမုဒ်ကပြောပါတယ်။ဗြိတိန်ကိုဒုက္ခသည်တွေရွှေ့ပြောင်းချေချနေထိုင်သူတွေဆွဲဆောင်မှု ရှိစေတဲ့အချက် pull factor ကိုရှော့ချရေးအတွက်ရည်ရွယ်ပြီး ဒိမတ်နိုင်ငံကိုစံနမူနာယူပြီးဒီ policy ကိုချမှတ်ထားတာလို့ဆိုပါတယ်မနေ့ပြန်ထုတ်ပြန်မဲ့ policy အစ်စ်ထဲမှာအရေးပါတဲ့အချက်တွေကနံပါတ်1အချက်ကတော့ဗြိတိန်မှာနေဖို့ခိုလုံခွင့်လျှောက်ထားသူတွေအပေါ်နည်းနည်းခွဲတစ်ခါပြန်လဲတုံ့တက်မှုလုပ်သွားမှာဖြစ်ပြီးသူတို့ရဲ့မိခင်တိုင်းပြည်ကိုပြန်လို့ရပြီလို့ယူဆတဲ့အချိန်ပြန်ပို့ခံရမှာဖြစ်ပါတယ်နံပါတ်2ကတော့နိုင်ငံထဲကိုတရားမဝင်ရောက်လာပြီးခိုလုံခွင့်လျှောက်ထားသူတွေအနေနဲ့ လက်ရှိပြဋ္ဌာန်းထားတဲ့၅နှစ်စောင့်ဆိုင်းချိန်အစားတရားဝင်နေထိုင်ခွင့်ရှောက်ဖို့အနည်း20ဆောင်းရမှာဖြစ်ပါတယ်ဗြိတိန်လူမှုအတိုက်အဝန်းအတွက်အထောက်အကူပြုသူတွေကိုတော့အခြေအနေပေါ်မူတည်ပြီးရှော့ပေးစဉ်းစားသွားမှာဖြစ်ပါတယ်နံပါတ်3ချက်ကတော့ဗြိတိန်နဲ့ပြင်သစ်အကြားမှာရှိတဲ့ Channel ရေလက်ကြားကိုအသုံးပြုပြီးခိုးဝင်လာနေတာတွေရော့ကြစေဖို့ခလုံးခွင့်ရှောက်ထားစေသူတွေကိုပေးနေတဲ့နေထိုင်စရာနဲ့အပတ်စဉ်ထောက်ပံ့ခြင်းကိုပြန်ရုပ်သိမ်းကောင်းသိမ်းပြစ်မှာဖြစ်ပါတယ် မြန်မာလေးချက်ကတော့ခလုံးဝင်းလျှောက်ထားသူတွေကိုပြန်ပို့ရေးတရားသူကြီးကဆုံးဖြတ်ချက်ချတဲ့နေရာမှာဒုက္ခတွေအခွင့်အရေးတဲ့အများပြည်သူဘေးကင်းလုံခြုံရေးကိုဦးစားပေးစဉ်းစားရမှာဖြစ်ပါတယ်။နံပါတ်5ကတော့တရားမဝင်ရောက်လာသူတွေကိုအမြန်နေရပြန်ပို့ရေးနဲ့ဆိုင်တဲ့ဥပဒေကိုအနာဂတ်မှာပြဋ္ဌာန်းသွားမှာဖြစ်ပါတယ်။နံပါတ်6နဲ့နောက်ဆုံးအချက်ကတော့ယူကရိန်းကစစ်ဘေးရှောင်တွေအတွက်စီစဉ်ပေးခဲ့တဲ့ Home for Ukraine အစီအစဉ်လိုမျိုး လူမှုအဖွဲ့အစည်းတွေကတာဝန်ခံခေါ်ဆောင်တာအပါအဝင်ဒုက္ခသည်တွေတရားဝင် လာလို့ရနိုင်မဲ့မူဝါဒအသစ်တွေကိုအနာဂတ်မှာချမှတ်ပေးသွားမှာပဲဖြစ်ပါတယ်။ပြည်တင်ပြည်ရေးဝန်ကြီးရှာဘာနာမာမုတ်ထာ1969ခုနှစ်တွေကဗြိတိန်ကိုတရားဝင်ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ပါကစ္စတန်မိဘနှစ်ပါးကနေအင်္ဂလန်နိုင်ငံဘာမင်ဟမ်မြို့မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။ဗြိတိန်လူထုအကြတရားမဝင်ဝင်ရောက်လာသူတွေကိုစန့်ကျင်တဲ့လှုပ်ရှားမှုတိုးလာနေချိန်မှာလက်ရှိအစိုးရက ဒီကိစ္စနဲ့ပတ်သက်တဲ့မူဝါဒကိုပြောင်းလဲချမှတ်ဖို့ပြင်ဆင်တာလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ